မင်္ဂလာပါ ISP podcast ကနေကြိုဆိုပါရစေ ISP podcast မှာ ISP မြန်မာကထုတ် వే တဲ့သုတေသနစာရန်းတွေကို တင်ဆက်ပေးနေပါတယ် ISP Colin Kanna ကစောင်းမတချို့ကိုလည်း podcast အဖြစ်ရွေးချယ်တင်ဆက်သွားမှာဖြစ်ပါတယ်ဒီတစ်ခါမှာတော့စာမှုရှင် နှင်းဝီရေးသားထားတဲ့ကျမတို့ဒီတက်ကလအောင်များမဟုတ်ပါ ဆိုတော့ ISP Colin စောင်းမကိုနားဆင်ပေးကြပါအောင်ရှင် ရှေ့ဘက်တောင်ကျောတခွင်တွင်တလိတ်လိတ်တက်လာသောမိုးရင်များကိုကြည်ရင် မှုဖော်တက်ပြင်းတစ်ချက်ချမိသည်ယနေ့မိုးရွာလိမ့်မည်ထင်သည် မိုးရွာလျင်ဧည့်သည်များအလာပါမည် မှုဖော်တို့၏လက်လုတ်ထဲလေးများဝယ်ယူမိသူနေမည်အိမ်အသက်အောက်ရှိကွပစ်လေးတွင်ထိုင်ကယနေ့အတွက်အထည်ရက်လုတ်ရန်မှုဖော်တလုတ်လုတ်ပြင်ဆင်ရတော့သည် မှုဖော်ဤမူလဇာတိမှာယခုနေထိုင်သည့် မင်းဟောင်ဆောင်ရှိတောင်ကျမ်းများတွင်မဟုတ်လိုက်ကိုအနားရှိရွာလေးတူရာဖြစ်သည်စစ်မီကြောင့်လက်ငုပ်လက်ရင်တောင်ရစပါအလုတ်ကိုမျက်ွယ်ပြူကတာထရီမနှင့်မြေးကလေးတအုပ်ကိုလက်ဆွဲ၍မင်းဟောင်ဆောင်ဖက်သူထွက်လာခြင်းဖြစ်သည်သားဖြစ်သူနဲ့ချွေးမဖြစ်သူမှာအရွယ်ကောင်းကြသဖြင့်အလုတ်တစ်ခုကိုအမြန်နဲ့ရှာတွေ့ကြလေသည်။မှုဖော်မှာအသက်အတော်တန်ရှိပြီဖြစ်သည်ကတကြား။လယ်ဘင်းတွင် ငယ်စဉ်ကလေးကဝစ်စင်ထားရသည့်ခြေခွင်းများကြောင့်တကြောင်အလုရှင်များကရည်ရင်ကြေးကြေးပြုံးကခေါင်းခါပြကြသည်လက်ခါပြကြသည်တဆင့်စကားတဆင့်နာနှင့်မဲဟောင်ဆောင်ဤတောင်နှဲများကြားတွင်မှုဖို့ကဲ့သို့ပင်လယ်ပင်ခြေခွင်းစုအမျိုးသမီးများရှိကြောင်းနှင့်သူတို့တွင်အလုအကင်များရှိကြောင်းသိလိုက်ရတော့မှုဖို့တယောက်ရင်내လက်ခနေဝန်းတာသွားသည်မေးမြန်းကြည့်တော့သူတို့အတွက်နေရာထိုင်ခင်းပေးသည့်အပြင် လောက်ရသည့်အလုံမှာကယန်းလူမျိုးကယန်းရင်ကျေးမှုနဲ့သက်ဆိုင်သော အလရုပ်ထုကလေးများကလေးကစားစရာအယုတ်ကလေးများနဲ့ရိုးရာချီထဲများကိုရက်လုံရောင်းချရခြင်းပင်ဖြစ်သည်ခက်ခဲသည့်အရာမဟုတ်ဟုမှုဖော်မြင်သည်နေစရာအိမ်ရမည်လစဉ်ဆန်စီစားရမည်ကိုရောင်းသည့်ငွေကြေးပမာဏတွေကတချို့တဝက်ကိုရမည်ကိုနေစဉ်ဘဝကိုရင်ကျေးမှုနဲ့မဝေးလသည့်အလုတ်ဖြစ်သည်ဖြင့် အိမ်လွမ်းပြည်မီဟုထင်သည်တစိမ့်တို့ဤမြေတွင်ကြောခင်းစရာနှင့်လဆင်စားစရာရမှတိချာတည်နှင့်ပင်အတော်ကံကောင်းလာပြီဟုမှုဖော်ရေရွတ်မိသည်သားတို့မိသားစုကိုပါခေါ်၍ရမလားဟုမေးကြည့်တော့တတိကခေါ်ခွင့်မပေးဟုဆိုသည်မြေးကလေးတွေကတော့မျက်ရည်တွှဲွှဲနဲ့နှုတ်ဆက်သည်သားတို့လင်မယားကတော့ဘာမှသိမ့်မပြော တလတခါလာလေပေါ်မဲရဲဟုသာဆိုသည် ှုဖို့အလုဆလေးပြီးရွာဟုအမည်တက်ထားသည့်အိမ်ဝိုင်းစုလေးမှာနေချင်းစရာလေးပင်ဖြစ်သည်လိုက်ကော်ရှိအိမ်နဲ့တောင်ဘာမှမကွာခြားဟုခံစားရသည်လူများစု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 နဲ့စကားပြောတန်ကြတော့လေမှုဖို့အာယုံမထားမီအိမ်ကုတ်ဖြစ်ရှိရက်ကန်းစင်အသေးလေးတွင်အာယုံဆိုင်က အဖြူအပြာစင်းပေါ်ဝါလေးကိုရက်လုံနေသည် ထို့စဉ်မှုဖို့မျက်လုံးထဲသို့အလင်းရောင်တစ်ခုစူးကနေဝင်လာသည် မှုဖော်တယောက်ရောင်ရမ်းကမျက်စိမိတ်လိုက်မိသည် ထို့နောက်မှုဖော်အနီးတွင် စကားပြောသံများကိုကြားရသည်နောက်စူးရှတဲ့အလင်းရောင်များကတဖြက်ဖြက်နဲ့မှုဖော်ထံသို့ကျရောက်နေကြောင်းမျက်စိမိတ်ထားလျက်ပင်ခံစားသိနေရသည်မဝတ်မယဲမျက်လုံးဖွင့်လိုက်ပြီးတော့မှုဖော်ဤအိမ်ကွက်ဖြစ်ရှိတွင်ရပ်နေကြသည့်အရက်ရှိရှိနိုင်ငံခြားသားများမှုဖော်နားမလည်သည့်စကားများဖြင့် အချင်းချင်းပြောနေကြသည့်ထိုသူများကိုမှုဖော်မျက်လုံးဝိုင်းများဖြင့်ကြည့်မိသည်ရင်ထဲတွင်တမျိုးတမီကြီးလဲခံစားရသည် ထိုသူများ၏လက်ဘင်းတွင်ဆွဲထားသည့်ကင်မရာများကိုကြည့်လိုက်တော့မှခုနကအလင်းတန်းများက မှုဖော်ကိုဓာတ်ပုံရိုက်ခြင်းဖြစ်ကြောင်းသိလိုက်ရသည် သူတို့တွေကတယောက်ကမှုဖော်၏လက်ဘင်းရှိခြေခွင်းများကိုလက်ဖြင့်ချက်ချင်းပင် တွေ့ထီတော့မလို့ရွယ်လိုက်သည်မှုဖော်ခန္ဓာကိုယ်နောက်သို့ယူသွားသည် ဘာရီဖြစ်နေမှမသိပါအိမ်ပေါ်သူ့ပြေးဝင်ကအိယာပေါ်ကစောင်းပါးလေးအောက်တွင်သာပြေးဝင်ပုန်းခိုနေလိုက်ခြင်းသည်သူ့ဤစူဇန်သောမျက်လုံးစုံကဘုဖော်ဤလေပင်ကကြေးခွင်းများပေါ်ကမခွာ အုံမိုးနေသည့်အရက်ရှိရှိမျက်နှာဖြူလူစိမ်းများကြားတွင်ဘုဖော်သည်တင်းငယ်သွားသည်လို့ခံစားရသည် သူတို့ကြည်သည့်မျက်လုံးများကိုမနှစ်မြို့ဘုဖော်မွန်ချက်လာသည် လောင်ဤထဲရောက်နေသည့်ဘုဖော်ကို အပြင်ရှိလူများက အထူးတဆန်းဝိုင်းကြည့်ကြသည်နေပင်ဘေးပီဝဲရလှမ်းကြည့်လိုက်တော့ဘေးငါဘူးမြာကခေါင်းငိမ့်ပြသည်ဘာမှမဖြစ်ဘူးဆိုသည့်သဘောမှုဖို့ရောက်ခါစားကရွာကိုဧည့်သည်တွေလာကလက်ဆောင်ပစ္စည်းများဝယ်တတ်ကြောင်းသိထားတော်လဲယခုကဲ့သို့ကင်မရာများဖြင့်မျက်စိကျိမ့်ဖွယ်တစ်ဖက်ဖက်ရိုက်လိမ့်မည်မထင်ခဲ့ဧည့်သည်များသည်မှုဖို့ကိုကြည့်က သူတို့အချင်းချင်းစကားပြော ရှင်းပြနေကြသည်ဟန်ပင်တစုံတူးကသူတို့၏ကင်မရာကိုပင့်ကရမ်းမိဟန်ပြင်လိုက်ရင်မှုဖော်မျက်လုံးများမိတ်ကနောက်သို့တွန့်သွားသည်၎င်းကိုပင်ထိုသူတို့ကသဘောကျဟန်ရှိကကြိတ်ပြုံပြုံကြသည် သူတို့ပြောနေကြသည့်မျက်နှာဖြူစကားများကိုမှုဖော်နားမလည်လာပါသို့သောသူတို့ထက်ခါထက်ခါပြောနေသည့်စကားလုံးတစ်ခုကိုတော့မှုဖော်စိတ်ထဲကလိုက်ရွတ်မိသည် ဂျရက်ဂျရက်ထိုနေ့ညကအိမ်ရှိရှိကုပြစ်တွင်ဘူးညာနှင့်မှုဖို့အတူထိုင်ကတိတ်ဆိတ်နေကြသည် ကုပြစ်ပေါ်တွင်ထွန်းထားသောဖျောင်းတိုင်လေးမှပါပတ်ဝန်းကျင်ကမင်းမောင်ကနေသည်ရှင်နေ့ညတွင်တော့ကောင်းကင်ကြီးကကြည်လင်နေကကျဲကလေးများတစ်လုံးနှလုံးပင်မြင်နေရသည် မှုဖို့ကတော့နေလေက အဖြစ်ပြက်ကို တွေးမိကငြိမ်နေမိသည် ထို့နောက်မှတတိယသွားကဂျရက်ဆိုတာပါလဲတိလားဟုဘူးမြာကိုမေးမိသည်ဘူးမြာကတော့အမောင်ထုကိုငေးလျက်နေပင်တက်ကလက်အုပ်ကိုခေါ်တာဟုခက်လေးလေးပြောသည်မှုဖော်ဤပါနှစ်ဖက်တွင် ပူကနေဖြစ်သွားသည်မှုဖော်ကြေးခွေးများစတင်ဝစ်စင်သည့်အသက်73နှစ်အရွယ်ကို ပြန်အမှတ်ရမိသည်မဲနှင့်ဖားတို့၏မျက်လုံးများတဲ့တွင် ဝမ်းတာတိမျက်ရည်များဝဲနေသည်ကိုမှုဖော်မိမယားကျေးကွင်းဆိုတာတို့ကရန်ကခောင်းအမျိုးသမီးတွေရဲ့ဂုံတရေပဲကွယ်ဟူသောမဲဤစကားကမှုဖော်ဤနာစီတွင် စွဲနေသည်ထိုနေ့ညကမှုဖော်အိယာစောစောဝင်သည်ကြောင်တန်းများကိုဖြတ်တန်းလာသောညလေများက မှုဖော်ဤပါပေါ်တွင်ပူတာ၍အေးဆက်နေလေသည်ဒါကတော့ စာမှုရှင်နှင်းဝီရဲ့ကော်လံဆောင်းပါးကိုတင်ဆက်ခဲ့တာဖြစ်ပါတယ်။ ISP ကော်လံကိုစာမှုတွေပေးပို့နိုင်ပါတယ်။စာမှုပေးပို့ရန်လမ်းညွှန်ချက်ကို ISPmyanmar.com မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ISP podcast ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။